ားလုံးပဲမင်္ဂလာပါချင်းရက်ဒီယိုအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့အတွက်ကွန်နမ်တုံချင်းရက်ဒီယိုရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်မကတော့ဆာမဒီနေ့နားဆင်ရမယ့်သတင်းကောင်းစဉ်တွေကတော့စင်သန်းဒေတာရှိဈေးရွာတရွာက စာတင်ချောင်းကိုစစ်ကော်မရှင်တပ်က လေချောင်းကနေပုံကျဲတိုက်ခိုက်လိုက်တဲ့သတင်း EMPC ဥဆောင်ကျမမဲမရာနှစ်ဖွဲ့ကြားမှာငင်းချိုင်းရေးဆွေးနွေးပွဲ MTC MDF တက်မလာတာကြောင့်ဆွေးနွေးပွဲပြတ်သွားတဲ့တရင် ကလေးတမိုးလမ်းပိုင်းစစ်ကမရှင်တပ်ဖွဲ့စစ်ကြောင်းထိုးတာကြောင့်ထောင်နဲ့ချီတဲ့ပြည်သူတွေဟာစပီးတိတ်ရှောင်နေကြရတဲ့တည်င်းနဲ့စောမျိုးကအသက်60ကျော်ချင်းအမျိုးသမီးတဦးဟာတပ်ဖြတ်ခံရပြီးရှိတ်ထဲပြည့်စည်တွေလူရက်ခံလိုက်ရတဲ့တည်င်းတွေကိုတင်ဆက်ပေးသွားပါမယ်။ ခုအဦးဆုံးတင်ဆက်ပေးမှာကတော့ချင်းပြည်နယ်စင်သန်းဒေသဇထာကျေးရွာစာတင်ကျောင်းကိုဒီကနေ့မနေ့ပိုင်းမှာစစ်ကမရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကမရှင်တပ်ဟာဇထာကျေးရွာစာတင်ကျောင်းကိုပြတ်မှတ်ထားပြီးတော့ဒီကနေ့အောက်တိုဘာ21ရက်နေ့မနေ့အစောပိုင်း12နာရီ55မိနစ်မှာတစ်ကြိမ်တနားခတ်မှာတစ်ကြိမ်လေကြောင်းကနေနှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းစင်သန်းစင်ထရယ်ကောင်စီထံကနေသိရပါတယ်။ လေးသူငယ်နဲ့ဒေသခံပြည်သူတွေအပေါ်ပြစ်မှတ်ထားပြီးစစ်ကမရှင်ရဲ့လေကြောင်းတိုက်ခိုက်တဲ့လုပ်ရက်ကိုပြင်းထန်စွာကန့်ကွက်ရှောက်ချကြောင်းစန်သန်းဒေသဘ ਹੁ ကောင်စီစန်သန်းစင်ထရယ်ကောင်စီကဒီကနေ့မှထုတ်ပြန်လိုက်ပါတယ် စစ်တပ်ဟာရွေးကောက်ပွဲအောင်မြင်ရေးအတွက်လူထုအပေါ်အကြမ်းဖက်နီလာနဲ့ချင်းချောက်ချင်းနဲ့တိုက်ခိုက်ခြင်းတွေကိုဆက်လက်ဆက်တိုက်ကျူးလွန်နေတာဖြစ်ပြီးဒေသခံပြည်သူတွေအနေနဲ့စစ်ကော်မရှင်ကျင်းပမဲ့တရားမဝင်ရွေးကောက်ပွဲမှာပူပေါင်းပါဝင်ခြင်းမပြုဖို့စာတင်ကြောင်းတွေကိုအကန့်အသတ်မရှိပိတ်ထားဖို့လူစုလူဝိုင်းနဲ့ပွဲလမ်းသဘင်တွေကိုအတက်နိုင်ဆုံးရှောင်ကျင်ဖို့စင်တန်းဒေသဘဟုကောင်စီကအတိပေးကြေညာချက် ထုတ်ပြန်ထားပါရှင် ဆက်လက်တင်ဆက်ပေးမှာကတော့ချင်းပြည်နယ်မရာဒေသရှိမရာချင်းကာကွယ်တပ်ဖွဲ့နှစ်ဖွဲ့အကြောင်းမှာပြစ်ခတ်မှုရက်စဲရင်းနဲ့ငင်းချိုင်းဆွေးနွေးပွဲကိုအရှိမရာလဲငင်းချိုင်းကော်မတီ EMPC ကတွိတ်ဆုံညှင့်နိုင်ပေးဖို့စီစဉ်ခဲ့ပေမဲ့ MTC MDF ဖက်မှမတက်ရောက်တာကြောင့်ဆွေးနွေးပွဲပြတ်သွားခဲ့တယ်လို့သိရပါတယ်အရှိမရာလန်ပြည်ငင်းဆိုင်ကော်မတီရဲ့ဥဆောင်မှုနဲ့မော်ရှင်ကျေးရွာမှာအောက်တိုဘာလ18ရက်နေ့က MDC MDF နဲ့ IMC CDF မှာတက်ဖွဲ့တို့ကိုတွိတ်ဆုံဆွေးနွေးညှိနှိုင်းပေးဖို့ဆောင်ရွက်ရအောင်အဲ့ဒီဆွေးနွေးပွဲကို MDC MDF ကတဆုံတူးမှတယောက်လာခြင်းမပြုဘဲပြန်လည်ငင်းပယ်ခဲ့တယ်လို့သိရပါတယ် EMPC ကနေတွိတ်ဆုံပေးတာမှန်ပါတယ်ဒါပေမဲ့သူတို့ဖက်ကရောက်မလာဘူးချက်ွက်ခဲ့တယ်ဆိုလိုတဲ့အတိတ်ပဲကသူတို့မှငင်းချိုင်းနဲ့ပတ်သက်လို့မလုံလောက်ဘူးဆိုတဲ့သဘောပေါ့နော် MDCMDF ဘက်ကမလာတဲ့အကြီးကအကြောင်းရင်းကတော့သူတို့ဆန္ဒကဒီမရနေမြေအကုန်လုံးကိုလက်နဲ့နဲ့ထိန်းချုပ်ပြီးအုပ်ချုပ်ချင်တာပေါ့အဲ့လိုကျွန်တော်မြင်တယ်တကယ်လို့လာရင်သူတို့ရည်ရွယ်ချက်ကပြတ်သွားမှာကိုအဲ့ဒါကြောင့်မလာတာပဲဖြစ်မယ်နောက်တစ်ခုကသူတို့ကအရင်ကျွန်တော်တို့ IMC ကိုဆွတ်ဆွဲတာတို့ဘာလို့အမြဲလောက်တာပေါ့လေအဲ့ဒါကြောင့်များမျက်နှာချင်းမဆိုင်ခြင်းလို့ရှောင်တာလားမသိဘူး သူတို့ခေါင်းဆောင်ပိုင်းမှာလည်းလာကျင်တဲ့သူလည်းရှိမယ်ပြီးရင်ပြီးသူတချို့ထောက်ဖို့တွေရဲ့ PR တွေလည်းရှိတော့ဒီလိုမျိုးအချင်းချင်းပြစ်ခတ်တာတွေတွေးထွက်တာတွေက MTC ခေါင်းဆောင်တွေလက်ထဲမှာပဲရှိတာကိုသူတို့အမှားရင်းတွေကိုလည်းပြီးသူတွေကအမြဲထောက်ပြနေတော့ရှောင်နာလာတော့မသိဘူးလို့ IMC CDF Mara ပြောရေးဆိုရင်ရှိသူကပြောပါတယ် MTC MDF မရနှစ်ဖွဲ့ကြာပြစ်ခတ်တိုက်ခိုက်မှုရက်စဲရင်းနဲ့ ငင်းချိုင်းရေးဆွေးနွေးပွဲကိုအကြိမ်ကြိမ်ညှင်းဆိုင်ခဲ့တယ်လို့ IMC CDF မှာကအောက်တိုဘာ19ရက်နေ့မှာထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာလည်းဖော်ပြထားပါတယ်။မရာတီသားမှာပြစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပါကငင်းချိုင်းရေးဆွေးနွေးပွဲကိုမလိုလားတဲ့ MTC MTF ဖွဲ့ရဲ့တာဝန်သားဖြစ်ကြောင်းမရာပီသူရိထံအသိပေးအပ်ပါတယ်လို့လည်းထုတ်ပြန်ထားပါတယ်။ အချင်းတွေကတော့တခါတလေပဲ drone နဲ့လာချတာခဏခဏရှိရဒီလိုပဲစောင့်ကြည့်ရတာပေါ့အခုကပြစ်ခတ်မှုမရှိသေးပါဘူးဒါပေမဲ့ဖြစ်ရင်လည်းဖြစ်သွားနိုင်တဲ့အခြေအနေမျိုးပါပဲဒီမရာလူကြီးတွေကအပြစ်ခတ်ရတာတော့ငင်းချိုင်းနဲ့ပတ်သက်ပြီးဥဆောင်တာတော့လုပ်ဖို့လုပ်တယ် ဒါပေမဲ့ MDF ကခဏခဏပြတ်တယ်လက်မခံဘူးသူတို့ကဒီလိုမျိုးစိတ်ထားရှိတဲ့အခါကျတော့ကျွန်တော်မှလည်းမဖြစ်မနေခုခံကာကွယ်ရမှာပေါ့နော်ဒီလိုအခြေအနေရှိပါတယ်သူတို့လည်းဒီလိုငင်းကြိုင်းမလို့ခြင်းတဲ့အခါကျတော့ကျွန်တော်ရဲ့လှုပ်ဆောင်မှုအပေါ်ကျွန်တော်လည်းပြန်လဲတုံ့ပြန်မှုအစဉ်အသိရှိပါတယ်လို့ IMC CDF မှာပြောရေးဆိုခွင့်ရှိသူကပြောပါတယ် ပြီးခဲ့တဲ့အောက်တိုဘာလ19ရက်နေ့ကအစည်းအဝေးပွဲကို IMC City of Mara ထိပ်ပိုင်ကောင်းဆောင်6ဦးမရနေအသင်းတော်အသီးသီးကအသင်းတော်ပါစတာကိုစလေရီတိုက်နယ်ကောင်စီကိုစလေရီဂျေးရအုပ်ချုပ်ရေးကိုစလေရီပါသာရေးအသင်းအဖွဲ့ကကိုစလေရီဒေသခံပြည်သူအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ NGO အဖွဲ့တွေစီကကိုစလေရီနဲ့ EMPC ကိုစလေရီစုစုပေါင်း43ဦးတက်ရောက်ခဲ့တယ်လို့သိရပါတယ် မရာပီတိုရီရဲ့တောင်းဆိုချက်အရမရာနှစ်ဖွဲ့ကြအဖြစ်ခတ်ရက်စဲရင်နဲ့ငိမ့်ချိုင်းရဲ့အတွက်မရာနိုင်ငံရေးပါတီကောင်းဆောင်တွေကနေဥဆောင်ပြီး East Maraland Peace Committee EMPC ကိုဖွဲ့စည်းကောင်းမရာနှစ်ဖွဲ့တွေ့ဆုံညှိနှိုင်းပွဲရေးကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်ရန်ကုန်အခြေစိုက်မရာကောင်းဆောင်တွေကတပ်ပါတီကိုဖွဲ့စည်းပြီးညှိနှိုင်းပေးဖို့နှစ်ဖွဲ့ကိုကမ်းလှမ်းခဲ့ကြောင်းလည်းသိရပါတယ်ရှင်။ နောက်တရင်တပုံကတော့စကိုင်းတိုင်းဒေသကလေးမြို့မြောက်ပိုင်းကလေးတမူကလန်ပိုင်းမှာအောက်တိုဘာ16ရက်နေ့ကစတင်ပြီးတော့စစ်ကမရှင်တပ်ဖွဲ့ဟာအင်အားအများပြားနဲ့စစ်ကြောင်းထိုးလာတာကြောင့်ထောင်နဲ့ချီပီးသူတွေဟာစစ်ဘေးထိန်းရှောင်နေကြရတယ်လို့သိရပါတယ်။ စစ်ကမရှင်တပ်ဖွဲ့ဟာမြန်မာအိန္ဒိယနယ်စပ်ကုန်းသွယ်ရေးရဲ့အကြီးကလမ်းမဖြစ်တဲ့ကလေးတမိုးလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်စစ်တောင်း၃ချောင်းနဲ့ကလေးတမိုးလမ်းမကြီးဖက်စော်ပွားရေရှင်ကျေးရွာအနီးမှာစစ်အင်အား900နဲ့စစ်တောင်းတစ်ချောင်းစကန်းကြီးကျေးရွာကနေရစကြိုမြို့အတွင်းအင်အား300စစ်တောင်းတစ်ချောင်းနဲ့ကလေးမြို့အနောက်ဘက်ကနေဆယ်ကြီးကျေးရွာဖက်အင်အား300ခန်းတို့နဲ့စစ်တောင်းထူလာခြင်းပဲဖြစ်ပါရည် ကလေးတမွန်အားရှာလမ်းပိုင်းကိုစစ်ကြောင်းထိုးလာတဲ့စစ်ကွန်ရှင်တပ်ဖွဲ့ဟာရာဇဂျိုမြို့အတွင်းမှာစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးတဲ့နောက်ယမန်နေ့မနေ့ပိုင်းမှာပြင်တော်အိုလက်ဖန်ချောင်းကျေးရွာဘက်ကိုတစက်တည်းစစ်ကြောင်းထိုးလာခြင်းဖြစ်တယ်လို့ပြင်တော်အိုဒေသခံတို့ကပြောပါတယ်ပြင်းတော်ဦးဒေတာခန်ကဒီမနေ့9နိုင်ကျော်လောက်မှရွာထဲကိုဖြတ်လာကြတယ် စစ်ကားရော့ခြေလင်းနဲ့ပါ အင်အား300လောက်ရှိမယ်သူတို့ကရွာထဲလမ်းမကြီးအတိုင်းဝင်လာကြတယ်ရွာထဲမှာအလုံးကညကလေးကကြိုတင်ရှောင်နေကြရတယ်လေဒါပေမဲ့ညပိုင်းမှာတော့သူတို့ရွာကိုကြော်ပြီးတော့နောက်ပိုင်းမှာ လမ်းမနဲ့လှမ်းတဲ့နေရာကနေတချို့တလီကတော့ရွာထဲပြန်ဝင်ကြတယ်။ကျွန်တော်တို့ရက်ွက်ဖက်ကတော့အိမ်တွေဝင်ဖြတ်စည်းတာမျိုးတွေတော့မတွေ့ရသေးဘူး။ဒါပေမဲ့ဈေးတန်းဖက်တော့သူတို့ဝင်ဖြတ်စည်းသလားဆိုတာမသိနိုင်ဘူး။ပြီးရင်လက်ပိုင်ချောင်းကနေရွာအဝင်ဖက်ကလူငယ်ကိတ်မှာတော့အလောင်းသုံးလောင်းတော့တွေ့တယ်။ဘဲသူဘဲဝါဆိုတာအတိအကျမသိနိုင်သေးဘူးလို့ပြောပါရစေ။ လက်ရှိမှာစကမရှင်တပ်ဖွဲ့စစ်ကြောင်းဟာမော်စီကျေးရွာဘက်ကိုရောက်ရှိနေကြပြီဖြစ်ပေမဲ့ပြည်သူအများစုမှာတော့စကမရှင်တပ်ဖွဲ့စစ်ကြောင်းကြံလက်လာမှာကိုစိုးရိမ်ကြတာကြောင့်ဆက်လက်စပေးတိန်ရှောင်နေကြစေဖြစ်ပါရည်စကမရှင်တပ်ဖွဲ့စစ်ကြောင်းထိုးလာတာကြောင့်ကလေးမျိုးနယ်မြောက်ပိုင်းရှိရစကြူအောင်ရွာမင်းလှညောင်တုံးပြင်တော်ဦးမြောက်တော်ချောင်းဦးလက်ပံချောင်းအင်ဂျင်ခုံမောက်လင်းကျိုးကြွယ်စမိတ်ကွင်းပြေတော်တာ တင်းကုံကြီးမော်စီကျေးရွာကပြီးသူတွေဟာတော်ရဲနဲ့ကလေးမျိုးဖက်ကိုစစ်ဘေးတန်းဆောင်နေကြရပါတယ်။အဆိုပါကျေးရွာတွေရှိစစ်ဘေးတန်းဆောင်ကြတဲ့သူတွေထဲမှာတက်ကြီးရွယ်ဦးကလေးငယ်တွေအပါဝင်ကိုဝင်ဆောင်မိခင်နဲ့နာမကျန်းဖြစ်နေသူခမှန်ကြီးလူဦးရေ၃000ခန့်ရှိကစေဝါနဲ့ရိတ်ခါတွေလိုအပ်နေတယ်လို့လည်းသိရပါတယ်ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးမှာကတော့မကွေးတိုင်းစောမြို့ပေါ်မှာနေထိုင်တဲ့အသက်60ကျော်အရွယ်ချင်းမျိုးသမီးတဦးဟာထင်းရှားထွက်နေစဉ်တက်ဖြတ်ခံရပြီးရှေ့ထဲပစ္စည်းတွေလူရက်ခံရမှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ချင်းတောင်ပိုင်းမင်းတမြို့နယ်တောက်တွေကြီးရွာဇာတိဖြစ်တဲ့အသက်60ကျော်အရွယ်တော်ရှင်ခေါ်ဝါဟာလက်ရှိမှာစောမြို့ပေါ်မှာနေထိုင်ပြီးတော့အောက်တိုဘာ19ရက်နေ့ကထင်းရှားဖို့တော်ရဲကိုသွားနေစင်မှာပဲနေအိမ်ကိုပြန်လဲရောက်ရှိလာခြင်းမရှိတာကြောင့ ဒေသခံပြည်သူတွေကရှာဖွေကြရအောင်အောက်တိုဘာ19ရက်နေ့မှာတော့ရုပ်အလောင်းကိုပြန်လည်တွေ့ရှိခြင်းပဲဖြစ်ပါတယ်။ထင်းရှားဖို့တော်သေးသွားတာပြန်မလာလို့လိုက်လံရှာဖွေကြတာရုပ်အလောင်းကိုပြန်တွေ့ကြတာပါအလောင်းပြန်တွေ့တဲ့အချိန်မှာကဆွဲနေကြဆွဲကျိုးနဲ့လက်ဝတ်လက်စားတချို့ပြန်ပါမလာတော့ဘူးပစ္စည်းလုခံရပြီးတော့ရရက်ဆက်ဆက်ကိုတက်ဖြတ်အလောင်းဖြောက်ခံရတယ်လို့ယူဆရပါတယ်လို့အဆိုပါဖြတ်စင်ကိုသိရှိတဲ့ဒေသခံတို့ကပြောပါတယ် အခုလိုရှာပွေကြရမှာတော့ဥယင်တော်တဲ့ရှိတော်ရှင်းခိုးဝါရဲ့တောင်ယာတဲနဲ့အကိုက်90အကွာမှာဆာလာအိတ်နဲ့ထုတ်ထားတဲ့ရုပ်အလောင်းကိုတွေ့ရှိခြင်းဖြစ်တယ်လို့ဒေသတွင်ရေးသားဖော်ပြနေတဲ့ယွန်အလင်တန်းကရေးသားဖော်ပြထားပါရှင် ဟုတ်ကဲ့ပါအခုလိုနားတို့ရဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်